မင်းများမျိုးအနီကစစ်ကောင်စီတက်စခန်းရှာခဲ့တဲ့ခမာရ380တက်အနီကိုစစ်ကောင်စီတက်ကဂျွန်လာ19ရက်နေ့ညအရှင်ကလေးချောင်းကနေပုံကျေးတက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ပုံကျေးတက်ခိုက်ခဲ့တာကြောင့်အဆောင်အုံတရှိုးပျက်စီးသွားပေမဲ့လူထိခိုက်မှုမရှိခဲ့ဘူးလို့တည်င်းရင်မြစ်တယောက်ကနရင်းစရာကိုအတိအပြုပြောဆိုပါတယ်။ဒီလိုပုံကျေးတက်ခိုက်မှုတွေကြောင့်ဒေသခံတွေစိုးရိမ်စိတ်မြင်းမာနေပြီးနေထိုင်ရတာတွေမလုံမချုံဖြစ်လာနေတယ်လို့သိရပါဗျ။ ဲ့ဒီခမာယ380တက်ကိုပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလအတွင်းအာရခတက်တော် EE ကတင်ပိုက်ထားတာဖြစ်ပါတယ်မင်းများမျိုးနေတစ်ခုလုံးကိုလေ EE က2024ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့မှာ အပိသက်သိမ်းပိုက်ခဲ့တာပါ။စစ်ကောင်စီတပ်ဟာစကိုင်းငလျင်ကြောင်းအပြစ်ခတ်ရဲစေးတွေလို့အကြင်ကျင်းထုတ်ပြန်ခဲ့ပေမဲ့လက်တွေ့မြေပြင်မှာအပြစ်ရတာမရှိတဲ့အပြင်အရဲသားပြည်သူတွေနေထိုင်ရာ မျိုးရော်ရက်ွက်တွေကို ရည်ရွယ်ချက်ရှိရှိပုံကျေတက်ခိုင်နေတယ်လို့ဒေသခံတွေကပြောပါရယ်။